အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ဂျုံနေဆရာမလို့တဲ့ဒိုနတ်လုံးလေးတွေကိုဒီလိုပုံစံလေးအလွေတကူလေးလှုပ်တဲ့လုံနည်းလေးပါဒီလုံနည်းလေးကတော့လွယ်လွယ်ကူကူနဲ့လူတိုင်းလုံနိုင်တဲ့လုံနည်းလေးတစ်မျိုးပါနော်ဒိုနတ်လုံးလေးတွေကလည်းမော့မော့ရွရွလေးနဲ့အလွန်ကိုအရသာရှိပါတယ်ကဲကျမရဲ့လုံနည်းလေးကိုကြည့်ကြရအောင်ပထမဆုံးနွားနို့ကိုနွေနွေလေးတစ်ခွက်ထည့်ပါမယ် 235 ml ရှိပါတယ်။ပြီးရင်တကြောကို ထမင်းစားစုံးစုံးစာကိုထည့်ထားမယ်။ဒါလေးကတော့မုတ်ပွတ်စေတဲ့သစေးပါ။လက်ဖက်ရည်စုံးတစုံးပါ။ပြီးရင်အားလုံးသမတ်သွားအောင်လုံးကျွန်မခဏလေးမွေထားပါမယ်။စောစောကနွားနွွဲ့နွဲ့လေးထည့်လိုက်တဲ့အတွက်ကြောင့်ခဏလေးနဲ့အရေးပြောသွားပါတယ်နော်။ အားလုံးအေးပျော်သွားပြီဆိုရင်တော့ကြက်ဥကိုတလုံးဖောက်ထဲပါမယ်။ဒီကြက်ဥကိုတမတ်သွားအောင်လို့ခဏလေးမွေထားပါမယ်။အခုလိုမျိုးကြက်ဥကလေးတွေជីជីကလေးဖြစ်နေပြီဆိုရင်တော့ဂျုံမုတ်တစ်ခုကိုဒီစကားထဲမှာထည့်ထားမယ်။ပြီးရင်စားအနေငယ်ကိုလည်းကျွန်မထည့်ပါမယ်။ပြီးရင်စကားလေးနဲ့စစ်ထားပါမယ်။ အခုကျမတုံးနေတဲ့ခွက်ကတော့ထမင်းစားစွန်းနဲ့ဆိုရင်တော့16စွန်းစာရှိပါတယ်။မင်းနေကြတဲ့သူအတွက်ပါနော်။အခုလိုမျိုးစကားလေးနဲ့စစ်ထားတော့မုတ်သားလေးတွေကအီအီလေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်နော်။မုတ်သားလေးတွေကိုအားလုံးတမတော့အောင်လို့ကျမခဏလေးမှွေထားပါမယ်။ အခုလိုမျိုးမုံသားလေးတွေက အခဲလိုက်ရှိမနေဘဲနဲ့ဒီလိုပုံစံလေးဤကလေးជីជីကလေးဖြစ်နေပြီဆိုရင်တော့စီကိုထဲပါမယ်စီကတော့ထမင်းစားစွန်းတစွန်းစားပါပြီးရင်အားလုံးသမတ်သွားအောင်လို့ခဏလေးပြန်မွေထားပါမယ်စီထဲလိုက်တော့မုံသားလေးတွေကပို့ပြီးတော့ပျော့ပြောင်းလာပါတယ်เนาะ မုတ်သားလေးတွေအခုလိုမျိုးအားလုံးတမသွားပြီးဒီပုံစံလေးအခဲလိုက်ရှိမနေပဲနဲ့ဒီလိုမျိုးဤကလေးဆိုရင်တော့ကျွန်မလီလုံအောင်ပိတ်ထားပါမယ်ဒီပလတ်စတိတ်နဲ့လီလုံအောင်ပိတ်ထားပါမယ်ပြီးရင်ဒီမုတ်သားလေးတွေကိုမိနစ်30ကျွန်မနှထားပါမယ်အခုဆိုရင်တော့မြင်းနေ30လဲပြည်သွားပါပြီ။မုတ်သားလေးတွေကိုဖွင့်ကြည့်ပါမယ်။ မုတ်သားလေးတွေကဒီလိုအနေထားလေးရှိနေပါတယ်နော်နည်းနည်းလေးတော့ပွားနေပါတယ်အခုဆိုရင်တော့စကြော်လို့ရနေပါပြီစကြော်ဖို့ပြင်ဆင်ပါမယ်စီကူတော့ခပ်ပူပူလေးကျမကြိုထားပါတယ်ဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီမုတ်သားလေးတွေကိုဒါလေးနဲ့ယူထားမယ်ပြီးရင်ဒီစုံမကြီးကိုပူအောင်လုပ်ဒီစီထဲမှာညှစ်ထားမယ် ပြီးရင်ဒီစွန်းထဲမှာထည့်ထားမယ်ပြီးရင်မုတ်သားလေးတွေကိုစီနဲ့လောင်းထည့်မယ်စီပူနဲ့ထိလိုက်တော့မုတ်သားလေးတွေကဖောင်းကျော်လာပါတယ်နော်ဒီစုံမကြီးအုံပြုတ်လိုက်တဲ့အတွက်ကြောင့်မုတ်သားလေးတွေကလလပပလေးနဲ့ပုံစံလေးလုံလုံရပါတယ်နော်ကြည်ပါဦးအရန်လွေကိုပါတယ်နော်မုတ်သားလေးတွေကိုနည်းဆရာမလိုပဲနဲ့အလွေတကူလေးလုံတဲ့လုံလေးလေးပါ အခုလိုမျိုးစကြော်ပြီဆိုတာနဲ့မိအရှိန်ကိုနည်းနည်းလေးလျှော့ပေးပါနော်။ဒါလည်းအရေးကြီးတဲ့အထက်မှာပါပါတယ်။ကဲအရန်စားချင်စရာကောင်းတယ်ဒိုနတ်လုံးလေးပါနော် အရန်လွေကိုပါတယ်ကြံနေတဲ့မုတ်သားလေးတွေကိုလည်းအခုလိုမျိုးပဲကျွန်မဆက်လက်လုပ်ထားပါမယ် ဒီလုံနီးလေးကတော့ဂျုံလဲနေဆရာမလို့ဘူးတကယ်ကိုလွယ်ကိုပါတယ်ခလေးတွေတောင်မှလုံနိုင်တဲ့မုတ်လေးပါတခေါက်လောက်စမ်းကြည့်ကြပါဦးနော်အခုဆိုရင်တော့အားလုံးလဲကြော်ပြီးသွားပါပြီဒိုနတ်လုံလေးတွေကိုစီစစ်ထားမယ်ပြီးရင်ဒီပကံထဲမှာကျွန်မထားထားမယ် ကဲကြည့်ပါအောင်ဂျုံမုတ်တစ်ခွတ်မှာဒီလောက်ရနေပါတယ်နော်အနံ့လေးလေးမွေးကြိုင်နေပါတယ်ဒီတစ်ခုကို ကျမစမ်းကြည့်ပါမယ်ဒီအလေကနေဖြတ်ထားမယ်ကြည့်ပါအောင်မော့မော့ရွရွလေးနဲ့နော်စမ်းကြည့်ပါမယ်စမ်းကြည့်လိုက်တော့လေမော့မော့ရွရွလေးနဲ့အလွန်အရသာရှိပါတယ်နော်လက်ဖက်ရည်ကော်ဖီနဲ့ဆိုရင်တော့ပိုပြီးတော့လိုက်ဖက်ပါတယ် ကိုကချစ်ချိုလေးကြက်ရင်တော့တကြားကိုထထဲလို့ရပါတယ်အပေါ်မှာဖြုံးပြီးတော့ဒီတိုင်းစားရင်လည်းရပါတယ်နော် အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကြည့်စုတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြည့်တင်ပါတယ်